မင်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ဝစီဘိတ်ဖုန်ကြီးခေါ်လို့ကျန်းတုံမှာမေးအောင်လိုင်းလင်းများက လောကတရဖူဇေဒီဖျားဌာပနာရန်ရာခြေပွန်းနဲ့ဆေးရုံဖွင့်ပွဲတွေပြုလုပ်ပါတယ်။ကြောက်ကြီးမြို့နယ်ကျွန်ကြီးကျေးရွာကမင်္ဂလာဆောင်ကိုစစ်တပ်ကလေနဲ့ဘုံကျဲချမှုကြောင့်သတို့သမီးအပါဝင်ပြည်သူ၁၀ဦးဟာတိုက်ဆုံခဲ့ရပြီး၂၀ကျော်ဒဏ်ရရှိတဲ့တဲ့င်းပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တစ်ပုဒ်ကတော့မင်းအောင်လိုင်းလင်မယားကသူတို့ကိုးကွယ်တဲ့ဝစီဝိတ်ဖုံးကြီးခေါ်လို့ကျန်းတုံထိသွားပြီးလောကတရပူဇေဒီဖျားဌာပနာရရချေပွဲနဲ့စေးရုံဖွင့်ပွဲကိုတက်ရောက်ခဲ့လို့စေးသတင်းမြစ်ကပြောပါရယ်မေလ23နေ့ကတည်းကကျန်းတုံကို ရောက်ရှိခဲ့တဲ့မင်းအောင်လိုင်းတို့လင်မယားကဝစီဝိတ်ဖုံးကြီးရဲ့ခေုံမှုကြောင့်ဖုံးကြီးကိုအဓိက သွားရောက်တွေ့ဆုံတာဖြစ်ပြီးဝစီဝိတ်ဖုံးကြီးဥဆောင်တိဆောက်နေတယ် ပန်းကွဲဗုဒ္ဓဥယင်တော်မှာ လောကတရပူစီတီဖျားထဗရာရတရာခြေတာအဲ့ဒီစီဒီမှာအစီရင်အင်းပြားတွေမှုန်နန္တာတွေကိုလှုပ်ဆောင်ခဲ့လို့လည်းသိရပါဗါးအဲ့ဒီဥယင်တော်တစ်ခုလုံးကအင်းတွေရတရာတွေအစီရင်တွေနဲ့ပြုလုပ်ထားတာဖြစ်ပြီးဒီဥယင်တော်ကမင်းအွန်လိုင်းရဲ့ရာထူးတိုးအဆင့်ဆင့်တက်လန်းအတွက်အစီမံတွေလုပ်ပေးခဲ့တယ် ဝစီဘက်ရဲ့ဆန္ဒကိုတက်ချုပ်ကအောင်မြင်မှုအနေနဲ့လုတ်ပေးတာဖြစ်တယ်လို့လည်းဒေသခံအားလုံးကသိကြသလိုဥယျာဉ်တော်ကြီးတိဆောက်နေတာကတော့စစ်တပ်အာဏာမသိမ်းခင်ကတည်းကတိဆောက်နေတာ ဖြစ်တယ်လို့လည်းစစ်ဘက်သတင်းမြစ်ကပြောပါရတယ်။ဒါအပြင်ကျိုင်းတုံမှာဝစီဘိတ်ဖုန်ကြီးနဲ့မင်းအောင်လိုင်းတို့ပူးပေါင်းတိဆောက်နေတယ်။ဗုဒ္ဓဥယျာဉ်တော်မှာလည်း တီလဓမ္မဆေးရုံကိုလည်းမနေ့ကဖွင့်လှစ်လိုက်ပြီတီလဓမ္မဆေးကန်းလည်းပါဝင်နေပါဗျ။ဆေးရုံနဲ့ဆေးကန်းကိုလည်းဝစီဘိတ်ဖုန်ကြီးကဦးဆောင်ကမြေနေရရွေးချယ်ပြီးအစီရင်တွင်နဲ့တိဆောက်ခိုင်းတာဖြစ်တယ်လို့လည်းသိရပါဗျ။ဝစီဘိတ်ဖုန်ကြီးဟာမင်းအောင်လိုင်းတိုင်မူဘိုးချုပ်ဘဝကတည်းကကိုယ်ဝယ်ခဲ့တာဖြစ်ပြီးရေရရာတွေအမြဲခြေပေးခဲ့တဲ့ဖုန်ကြီးတစ်ပါးလည်းဖြစ်ပါဗျ။အာနာရှင်ဟောင်းတန်းရွှေလက်ထက်မင်းအောင်လိုင်းရာထူးတက်ဖို့နဲ့ တက်ချုပ်ရာထူးရဖို့အတွက်ဝစီဘိတ်ဖုန်းကြီးကရရရာတွေအမျိုးမျိုးခြေပေးခဲ့တာဖြစ်ပြီးသူခြေပေးတဲ့ရရရာအတိုင်းမင်းအောင်လိုင်းလည်းရာထူးတွေရရှိခဲ့တာမို့မင်းအောင်လိုင်း ကျူကျူလအပါဝင်တမိသားစုလုံးကဝစီဘိတ်ဖုန်းကြီးကိုရုံရုံကြီးကြီးကိုးကွယ်ကြတယ်လို့လည်းသိရပါဗျ။ဒါအပြင်2021ခုနှစ်ဖေဖော်ဝါရီလတရက်နေ့ဆရာနာသိမ့်မှုမတိုင်မီမှာလဲမင်းအွန်လိုင်းနဲ့ကျူကျူလကဝစီဘိတ်ဖုန်းကြီးစီကိုတွားရောက်ပြီး အာနာသိမ့်ဖို့တိုင်မင်ကရတရာကိုစီစဉ်ခိုင်းခဲ့လို့လည်းစစ်ဘက်သတင်းမြစ်တွေကပြောပါဗျ။နေပြည်တော်မှာနေတဲ့မင်းအွန်လိုင်းကသူ့လိုအပ်တဲ့အခါတိုင်းမှာစစ်လေရင်စစ်လို့ပြီး ကျိုင်းတုံမှာရှိတဲ့ဝစီဘိတ်ဖုံးကြီးကိုခေါ်ဆောင်စွန့်ကတ်တာနေအိမ်မှာရွတ်ဖတ်ခိုင်းတာဘေးရင်ရေရာတွေစီမံခိုင်းတာတွေကိုလှုပ်ဆောင်လေရှိတယ်လို့လည်းသိရပါရရှင်ဒီတစ်ခါမှာတော့လူတို့ခေါင်းဆောင်နိုင်ငံတော်တိုင်ပင်ခံပုတ်ကိုဒေါအောင်ဆန်းစုကြည်ကိုပေးအပ်ချင်းမြင့်တဲ့ပြည်သူ့ကုံရီစုကို တားငယ်ဖြစ်သူကိုထိန်လင်းကိုကင်အရစ်ကလက်ခံရယူခဲ့ရလို့သိရပါဗျ16ကြိမ်မြောက်ပြည်သူ့ဂုံရီစုပေးအပ်ပွဲအခမ်းအနားကို မနေ့ကအမေရိကန်ပြည်အောင်စုတက်ဆက်ပြည်နယ် ဟူစတန်မြို့မှာကျင်းပခဲ့တာလည်းဖြစ်ပါတယ်။ပြည်သူ့ကွန်ရီစုဟာမြန်မာပြည်ရင်းကဂုံပြူသင်ဂုံပြူထိုက်သူတွေကိုပြည်ပရောက်တိုင်းရင်းသားမြန်မာမိသားစုတွေကနေဝိုင်းဝန်းဂုံပြူကြတဲ့စုတစုဖြစ်တယ်လို့လည်းသိရပါတယ်။ပြည်သူ့ကွန်ရီအသင်းက2025ခုနှစ်16ကြိမ်မြောက်ဂုံပြူသူဖြစ်အကျဉ်းကြခံနေရတဲ့ပြည်သူ့ခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ကို ပြည်သူ့ကွန်ရက်စုချင်းမြင့်ရန်ရွေးချယ်ခဲ့တာဖြစ်ပြီးဒေါအောင်ဆန်းစုကြည်ရဲ့ဘဝတစ်လျှောက်လုံးဟာမြန်မာနိုင်ငံနဲ့ပြည်သူတွေအပေါ်ထားရှိတဲ့အနစ်နာခံမှုမေတ္တာတရားနဲ့နိုင်ငံရေးဥဆောင်မှုတွေပေါ်ကျေးဇူးတင်စကားဆိုတာဖြစ်တယ်လို့လည်းဆိုထားပါဗျ။ဒါအပြင်အကြမ်းဖက်စစ်အာဏာရှင်ကိုဒုမထောက်ပဲကြက်ကြက်ခံတွန်းလှန်နေတဲ့စိတ်ခွန်အားကိုဥညွတ်ဂုံပြူတာဖြစ်တယ်လို့လည်း ပြည်သူ့ကုံရဲ့အသင်းကသတင်းထုတ်ပြန်ထားပါဗျ။မတရားဖန်ဆီထိမ့်သိမ်းခံရတဲ့ဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရဲ့အကျဉ်းသားတွေနဲ့အတူတမျိုးသားလုံးစစ်ကြုံဘဝကနေလွတ်မြောက်ရေးအတွက်ပြည်သူ့ကုံရဲ့အသင်းကြီးကဆက်လက်အားစိုက်ကြိုးပမ်းသွားမှာဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါဗျ။အဲ့ဒီပြည်သူ့ကုံရဲ့စူပွေးပွဲအခမ်းအနားကိုကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်ဦးကျော်မိုးထွန်းအမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင် လူခွေရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးအောင်ကျော်မို့ CRPH နာယကဦးအောင်ကြည်ညွန့်တို့လည်းတက်ရောက်ခဲ့ကြရလို့လည်းသိရပါရရှင်။မန္တလေးတိုင်းသတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။မန္တလေးတိုင်းအတွင်းခရိုင်အဆင့်စစ်စင်ရေးဖြင့်စစ်ကောင်စီတက်ဆွဲထားတဲ့နေရာ၁၂နေရာကိုတပြိုင်တည်းဝင်ရောက်တိုက်ခိုက်ရမှာ စစ်ကောင်စီတပ်သား90ထက်မနည်းဟာထေသွားတဲ့အပြင်လက်နက်28လက်ကိုတင်းဆက်ရရှိခဲ့လို့ကိုမြင့်ဆောင်အညာမြေ operation အဖွဲ့ကတာဝန်ရှိသူတို့ကပြောပါရယ်မန္တလေးတိုင်းမြင်းကြံခရိုင်တဲကမြင်းကြံမြို့နယ်နထိုးကြီးမြို့နယ်တောင်သာမြို့နယ်နဲ့ငဇုံမြို့နယ်ကအကြက်ဖက်စစ်တပ်တက်ဆွဲထားတဲ့နေရာဆက်တဲ့နေရာကို ပြီးခဲ့တဲ့မေလ9ရက်နေ့ကတပြိုင်တည်းထဲဝင်ရောက်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ဘက်ကစစ်သားရဲနဲ့ပြူစောထီတွေအပါအဝင် 50အထက်မနည်းဟာတည်သွားခဲ့ကအများပြားတဲ့ဒဏ်ရရှိကကလက်လက်မျိုးစုံ28လက်နဲ့ခရမ်းတွေကိုသိမ်းဆဲရရှိခဲ့လို့လည်းသိရပါဗါတယ်။အဲ့ဒီတိုက်ပွဲတွေအတွင်းမှာအကြက်ဘက်စစ်တပ်ကလေကြောင်းပစ်ကိုအဖြစ် Jet Fighter 1တွဲ MI-35 တို့နဲ့အဆမတန်ဘုံကျဲတက်ခတ်ခဲ့ပြီးမဲ့လေတော်လိုင်းဘက်တော်သားတွေဘက်ကထိခိုက်မှုမရှိခဲ့ဘူးလို့ကိုမြင့်ဆောင်အညာမြေ Operation အဖွဲ့ကတာဝန်ရှိသူတို့ကပြောပါရရှင်။ဒီတခါမှာတော့ ကရင်ပြည်နယ်မြရီမြို့နယ် KNU တပ်မဟာ6နယ်မြေတွင်ထိုင်းမြန်မာနယ်စပ်ကစစ်ကောင်စီတပ်စခန်းတွေကို KNU ကမနစ်ကမနက်ပိုင်းကထပ်မံထိုးစစ်ဆင်နေပြီးတိုက်ပွဲတွင်းမှာအပြန်အလှန်ပစ်ခတ်တံတွေကြားနေရတယ်လို့ထိုင်းမြန်မာနယ်စပ်စေတရင်းတွေကပြောပါရယ်မေလ25နှစ်မနက်6နယ်ကနေစတင်ပြီး KNL ဥဆောင်တဲ့တော်လိုင်းမဟာမိတ်ပူးပေါင်းတပ်တွေက drone တွေနဲ့စစ်ကောင်စီတပ်စခန်းတွေကိုစတင်တိုက်ခိုက်နေတယ်လို့ စစ်တပ်ဘက်ကလည်းလက်လက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်နေရလို့လည်းသိရပါဗျ။ပြီးခဲ့တဲ့ရက်ပိုင်းကသိမ်းပိုက်ခတ်တဲ့ဘလက်ဒိုစခန်းနဲ့မလန်းမကန်းလောက်မှာပစ်ခတ်တံတွေကြားရတာဖြစ်ပြီးတေဘော့ဘိုစခန်းကိုတိုက်တယ်လို့ယူဆရပြီးအသေးစိတ်ကိုတော့စုံစမ်းနေစေဖြစ်တယ်လို့လည်းထိုင်းမြန်မာနယ်စပ်စစ်ရေးသတင်းမြစ်ကရန်ကုန်ခေတ်သတင်းနာကိုပြောပါဗျ။ ဘလက်ဒိုစကန်ကို မေလ23ရက်နေ့ညနေ9:00နာရီလောက်မှာတမဟာ6ဦးဆောင်တယ်။ KNL, KNDO, PDF တို့ကတိုက်ခိုက်သိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီနောက်မှာတော့ KNL ကထိုင်းမြန်မာနယ်စပ်ကစစ်ကောင်စီတပ်စခန်းတွေအားလုံးကိုမယက်မနာတောက်လျှောက်ထိုးစစ်ဆင်နေရလို့လည်းသိရပါတယ်ရှင်။ မကွေးတိုင်းအတင်းတပုတ်ကိုတက်ဆက်ပေးကြပါတယ်မကွေးတိုင်းဂံကောအခြေဆိုင်ခလရ90တရင်ကဒုတက်ချက်တူဟာမိမိကိုယ်ကိုတနက်နဲ့ပြစ်ခတ်ပြီးအဆုံးစီရင်တေဆုံးသွားတယ်လို့ရောလင်းလက်ကကိုပါအကောင်းကရန်ကုန်ခစ်တစ်ကိုပြောပါတယ်မေလ22ရက်နေ့ညပိုင်းမှာဂံကောမြို့အခြေဆိုင်ခလရ90တရင်က ဒုတက်ချက်ဇူလိုင်တွန်းဟာမွေးရည်ဆေးဝါးအလွန်ကျွံသုံးဆွဲပြီးစိတ်ဖောက်ပြန်ကမိမိကိုယ်ကိုတနက်နဲ့ပြစ်ခတ်ကအဆုံးစီရင်သွားတာဖြစ်တယ်လို့လည်းသိရပါဗျ။သေဆုံးသွားတဲ့ဇူလိုင်တွန်းဟာ2021ခုနှစ်ကကံကောမြို့ပေါ်မှာ ပြူစောတီခေါင်းဆောင် P2 ဖိုးစော်နဲ့ကြီခိုးရောင်းသူဗိုလ်ကြီးမျိုးဝင်းသူ ဒုတရင်မူရဲရံပိုင်းတို့နဲ့ပူးပေါင်းကဂံကောမြို့ပေါ်ကလောင်ကစားအတိုင်းတွေစီကနေဆက်ကြီးကောက်ခံတာလောင်ကစားရှုံးတဲ့ပြည်သူတွေကိုနေအိမ်ပေါ်ကနေအတင်းအဓမ္မဖယ်ရှားတာဂံကောမြို့ပေါ်နေပြည်သူတွေအပေါ်ချင်းချောက်နိုင်ကျင်တာတွေလှုပ်ဆောင်ခဲ့သူလည်းဖြစ်ပါတယ်သူတည်ဆုံးတာနဲ့ပတ်သက်ပြီးလက်ရှိမှာဗျူဟာမူးကတော့တိုက်ပွဲမှာကြတာမဟုတ်လို့ဘာပင်စင်ခန်းစား껏မပေးနိုင်ဘူးလို့ပြောတဲ့အကြံကြောင်းရောလင်းလန်းကကိုပါကောင်းကပြောပါတယ်ရှင် အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တိုင်းတစ်ပုတ်ကတော့ဗကောတန်ကြောက်ကြီးမြို့နယ်ကျွန်းကြီးကျွရကမင်္ဂလာဆောင်ကိုစစ်တပ်ကလေနဲ့ပုံကျဲချခဲ့ရမှာသတို့သမီးအပါဝင်ပြည်သူ၁၀ဟာတိုက်ဆုံးခဲ့ရပြီး၂၀ကျော်ဒဏ်ရရှိခဲ့လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းတိုင်းစစ်တေသားကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်မေလ25နေ့မနေ့8:55မိနစ်လောက်မှာဗကောတန်ကြောက်ကြီးမြို့နယ်ကျွန်းကျေးရွာကမင်္ဂလာဆောင်နေအိမ်ပေါ်ကို စစ်ကောင်စီတပ်ကလေရင်နဲ့ဘုံကျဲချခဲ့ရမှာပြည်သူ၁၀ဦးဟာတေဆုံးခဲ့ရပြီးဒဏ်ရာရရှိသူ၂၀ဦးကျော်ရှိရလို့လည်းသိရပါတယ်။တေဆုံးတဲ့သူတွေထဲမှာသတို့သမီးအပါဝင်၄နှစ်အရွယ်နဲ့၆နှစ်အရွယ်ကလေးနှဦးလည်းတေဆုံးခဲ့တယ်လို့တောင်ပိုင်းတိုင်းစစ်တေသာတရင်မြစ်ကပြောပြပါရယ်။ကြောက်ကြီးမြို့နယ်အတွင်းမှာစစ်တပ်နဲ့တော်လန်တပ်တွေကြားစစ်ရေးတင်းမာမှုတွေဖြစ်ပွားနေပြီးနေမြေအများစုကိုတော်လန်တပ်တွေကအဓိကစွန့်မိုးထားရလို့လည်းသိရပါရယ်ရှင်။ ဟုတ်ကဲ့ပါရှင်ဒါအရရုံကုန်ခေတ်တည်းရဲ့မနက်ခင်းသတင်းလေးကိုတင်ဆက်ပေးရပါကြည့်ရှုပေးရကျေးဇူးတင်ပါရှင်ကျွန်မများပါ